ဘုရူတာသမီးမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုအောက်တိုဘာလအတွက်တလဇာဟောဇရန်ကိုဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာဘုရူတာသမီးမိတ်ဆွေအပေါင်းတို့အနေနဲ့ဘဝလောကကောင်းနှုန်းတို့ဒီဟာလောကကောင်းနှုန်းတို့နဲ့စိတ်တွေးဟာများနေတတ်ပါတယ်။ဘာရဲ့လို့မဟုတ်ဖဲနဲ့ပေါ့နော်အချိန်ကုန်နေတတ်တဲ့ကာလဖြစ်ပါတယ် မိမိရဲ့အိမ်မှာလဲပေါ့နော်မိမိအနေနဲ့မပြောပိုက်ဖဲနဲ့ဖြစ်နေမယ်လက်ရှိအလုပ်နေရာစတာတွေမှာမိမိအနေနဲ့စိတ်တိုင်းမကြပဲနဲ့ဖြစ်နေတတ်ပါတယ်အိမ်မကတ်ချင်မယ်နဲ့ဖြစ်နေမယ်လူကိုကြည့်ရင်အိမ်ပြင်မဲ့ရောက်နေတာများနေတတ်ပါတယ်ခင်ဗျာနောက်သတိပြုရမှာယုံကြည်ရတဲ့သူကကိုယ့်အပေါ်မှာဒုက္ခပေးတာလူလိန်ခံရတာမျိုးတွေပေါ့နော်ဒါမျိုးတွေသူသတိပြုတင်ပါတယ် နောက်ရှီကျိုးမှားတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဒါတွေအထူးသတိပြုသင့်တဲ့ကာလဖြစ်ပါတယ်နောက်ဒီကာလမှာမိမိအနေနဲ့ပေါ့နော် ရှိတဲ့ပစ္စည်းတွေကိုထုတ်ခွဲရောင်းချပြီးတော့မှလုပ်ငန်းတဲ့လှုပ်ခြင်းစိတ်တွေပေါ်နေတတ်ပါတယ်အဲ့ဒါမျိုးမလုပ်သင့်ပါဘူးပေါ့နော်ကိုယ်လှုပ်ဖြက်ခဲ့ရင်လည်းမမြတ်တဲ့အပြင်ကိုယ်အရင်ထဲကနေပဲ့ပြီးတော့မှပါသွားတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာအဲ့ကျမ်းမာရေးထူးကယူဆိုင်ပါပေါ့နော် ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မှမိမိကျမ်းမာရေးမိမိမိသားစုကျမ်းမာရေးဒါတွေကိုအကြောင်းပြုပြီးတော့မှဝေကုံကြည့်ကြများတတ်တဲ့ကာလဖြစ်ပါတယ်။နောက်ကိုယ်မတန်ခင်မင်းရင်နေတဲ့မိတ်ဆွေဆရာသမားစာရာတွေလည်းကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အညာခိုက်ကြုံတွေ့ရတာမျိုးတွေကြုံရတတ်ပါတယ်ခင်ဗျာ။နောက်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်တော့ပုံမှန်မဟုတ်တဲ့ငွေမျိုးတွေတော့ထူးခြားခြားဝင်လာတတ်ပါတယ်။ ကိုအလောက်ကနေမဟုတ်ဖဲနဲ့ပေါ့နော်အဲသူတစ်ပါးဟိုရဲ့အလောက်မှာကိုကကုညီလိုက်လို့ငွေကြေးဝင်လာတာမျိုးပုံမှန်မဟုတ်တဲ့ငွေမျိုးတွေထိပေါက်တာမျိုးပေါ့နော်အဲ့ဒါမျိုးတွေတော့ထူးထူးခြားခြားဝင်လာတတ်ပါတယ်တကူတတိပြုရမှာကမြကူချောင်းချားကမျိုးသမီးရမိမိရောငွေကြေးနဲ့ပတ်သက်ပြီးတော့မှပေါ့နော်အိမ်လေတာမျိုးတွေဖြစ်တတ်တဲ့အတွက်အဲ့ဒါကိုတော့ထူးတတိပြုတဲ့ကာလဖြစ်ပါတယ်ခင်ဗျာနောက် မရမထက်မှတ်ဖဲနဲ့ပေါ့နော်ကိုတို့ကျိုးပေးမဲ့ခီးတွေဖျားဘူးခီးလိုဟာမျိုးတွေဒါမျိုးတွေတော့သွားတတ်ပါတယ်အဖို့တန်နဲ့ပေါ့နော်စစ်ပစ္စည်းစိန်ခံပစ္စည်းဒါမျိုးတွေလည်းထူးခြားခြားဝင်လာနိုင်တဲ့ကာလဖြစ်ပါတယ်စာချုပ်စာရမ်းမှာလက်မှတ်ရေးထိုးပြီးလောရတဲ့အလုံမျိုးစက်တူရှယ်ယာလောရတဲ့အလုံမျိုးတွေလည်းပေါ်ပေါက်တတ်ပါတယ်ခင်ဗျာအဲဒါလိုအလုံမျိုးဆိုရင်တော့မိမိအတွက်အင်မတန်ကောင်းတယ်လို့ပြောရမှာပဲ ြစ်ပါတယ်အဲ့တော့ခြေရေနှလုံးသားရေကိစ္စတွေနဲ့ပတ်သက်လို့ရှိရင်တော့အခက်ခဲလေးတွေအတယောက်နဲ့တယောက်ပေါ့နော်အဲအမြင်မကြည်တာလေးတွေရှိတတ်ပေမဲ့လို့စိုးရင်စရာမရှိပါဘူးပြန်လဲပြီးတော့မှအဆင်ပြေသွားမဲ့ကာလဖြစ်ပါတယ်ပြိပြဝမှာတော့ဘေးလူအနောက်ရှေ့ပေါ့နော်ကြားလူအနောက်ရှေ့ကြောင့်မလို့တယောက်နဲ့တယောက်အဆင်မပြေဖို့အထက်ဖြစ်တာမျိုးတွေတော့ကျုံတွေ့ရတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာ အိမ်တွင်ရေးအိမ်နောင်ရေးနဲ့ပတ်သက်ရင်တော့လည်းလည်းသတိပြုသင့်ပါတယ်အထူးသဖြင့်ဒီသားစုအတွင်းမှာပေါ့နော်တယောက်နဲ့တယောက်စင်မပြေတာစိတ်တော်ရအကြီးကျယ်ကွဲလွဲတာမျိုးဆူဆူပူပူဖြစ်နေတာမျိုးတွေပေါ့နော်ဒါမျိုးတွေကြုံတွေ့ရတတ်ပါတယ်အကျိုးပေးမဲ့ကဏ္ဍကတော့တက်ကဏ္ဍသုံးကဏ္ဍဖြစ်ပါတယ်ခင်ဗျာအကျိုးပေးမဲ့အယောင်ကတော့အညိုယောင်အညိုယောင်ဖြစ်ပါတယ်ဒီကာလမှာ ကိုယ့်ရဲ့ကန့်သတ်တာအញ្ញခိုက်ပြီးပြပြောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်အင်္ကာနိမနဲ့ဆော့ဆော့မှာမိမိရဲ့အိမ်ဖျားမှာဩဇာညွတ်73ညွတ်ကတ်လို့ပြီးတော့မှစုတောင်းရပါတယ်ခင်ဗျာ။